နောက်တော့ဖိုတုနိုင်ငံပင်ကကျောင်းနောက်ဘက်မှာပြန်ဆောင်ကြတယ်။ဘလို့လဲငါပင်တော်ပေါ်ကိုရှာတွေ့လား။မတွေ့ဘူးကွာ။ကြည့်ရတာအိမ်သာဘက်မှာမရှိတော့ဘူးတင်နေ။မင်းရောမော်စင်းထဲမှာတွေ့လား။ဟာမတွေ့ဘူးကွာ။ဒါနဲ့၃ယောက်သားအကန့်စီကိုပြန်လာခဲ့ကြတယ်။ကျောင်းခွင့်နဲ့တည့်ရမှာတော့ဖိုတုနိုင်ငံပိန်တို့နဲ့အောင်တော်ပွဲရင်ကိုရောက်လာကြတယ် တူဘောရေတူဘောငါတို့ရောက်နေပြီနော်ဟဲ့ဟာအဲ့ဒီအချိန်မှာပဲတူဘောအမေဒေါ်တင်နဲ့ထွက်လာပြီဖူးထူးနဲ့ငပိန်လာတူဘောကသွားပြီလေတာလို့ရဲ့ဒီနေ့အသင်းကြလို့ဆိုလားအစိုးရထွက်သွားပြီဗျာအသင်းဟုတ်လားရှင်ဘသူ့အသင်းလေးဗျအဲ့တော့မသိဘူးအသင်းကြလို့ဆိုပြီးပြောသွားတာပဲသူ့အသင်းမဟုတ်ဘူးလားဒီနေ့ကဟာမဟုတ်ပါဘူးဗျသူနဲ့တာတော့အသင်းတူတူပဲဟာ ဟုတ်လားမသိပါဘူးတော့အရှိကိုတော့အသေးဆိုပြီးနောက်ကျမှဆိုးတာနဲ့တော်ပြီဆိုပြီးထွက်သွားပြီဒီကောင်လေးတော့베리တဝေထိုးနေလဲမသိဘူးအချောင်းကြီးရောက်နေမှာပါဗျသူဒီနေ့ကိစ္စတခုရှိလို့အစိုးရသွားပုံရတယ်တတော်လည်းသွားလိုက်အောင်မယ်နော်ကြီးအေးကွအေးအေးဒီလိုနဲ့ဖိုးထုနဲ့ငပိန်တို့နှစ်ယောက်နဲ့တုပ်ပေါ်မပါဘဲနဲ့အချောင်းကိုထွက်လာခဲ့ကြတယ် ကြောင်ငင်းနဲ့ရောက်တော့ဖိုးတူဟာကြောင်တယ်မုံမုံမှာမြေယူနဲ့ဆိုင်ရင်းနေတဲ့ဂျက်ဆန်ကိုတွေ့လိုက်တော့ဟဲ့အောင်ဂျက်ဆန်ကြောင်တယ်မုံမုံမှာဘာရီရှောက်ရင်းနေရလဲဆ iam မနဲ့တိုင်မနော်တိုင်မော့ဆ iam မကိုယ်တိုင်ရှေးခိုင်းတာဖိုးတူလည်းဂျက်ဆန်ရင်းနေတဲ့ကြောင်တယ်မုံမုံဟာဆောင်းဖက်ကြည့်လိုက်တီနုံနုံရဲ့ဆယ်နှစ်ပြည့်ဝင်နေဆိုပါလားဟာဒါဆိုဒီနေ့ကနုံနုံဝင်နေလားဟုတ်တယ်လေသူ့ဝင်နေမှုဆ iam မ ငါ့ကိုကြောက်တယ်မမောစာရေးခိုင်းတာပေါ့ဟုတ်သားပဲပူတူရဲ့ဒါနဲ့မွေးနေ့ကဘာကြီးมาလဲလေဟိုနှုတ်ဆန်ပြုတ်လို့ပြောတာပဲဒါနဲ့ကြက်ဆန်ငါမင်းကိုမေးအောင်မေးတုပ်ပေါ့ကိုတွေ့မိသေးလားဟာတုပ်ပေါ့လားမတွေ့မိပါဘူးဒီကောင်ကဘယ်တွေတွားနေရမှာလဲဒီလိုလုံးရအောင်ငါပေးငါကမိုးစေးထဲမှာတွားရှာလိုက်မင်းကအိမ်သာဘက်ကိုတွားရှာကြည့်လိုက်အေးဟုတ်ပြီဒီလိုနဲ့နှစ်ယောက်သာ လူစုခဲပြီးတော့ လိုက်ရှာကြတော့တယ်။နောက်တော့ဖိုတုနဲ့ငပင်ကကျောင်းနောက်ဘက်မှာပြန်ဆောင်ကြတယ်။ဘလို့လဲငပင်တုပ်ပေါ့ကိုရှာတွေ့လား။မတွေ့ဘူးကွာ။ကြည့်ရတာအိမ်သာဘက်မှာမရှိတော့ဘူးတင်နေ။မင်းရောမော်စင်းထဲမှာတွေ့လား။ဟာမတွေ့ဘူးကွာ။ဒါနဲ့၃ရက်သားအကန်းစီကိုပြန်လာခဲ့ကြတယ်။မုတ်တောင်းဝေပြီးပြန်လာနေတဲ့တုပ်ပေါ်က လမ်းမှာကျောင်းသားကြီးတယောက်ရဲ့ဇပီးနဲ့တိုက်မိမလို့ပြက်သွားတယ်။အမလေးအမေငါမုတ်တီတော့ကုန်ပါပြီ။တုပ်ပေါင်းမုတ်တီမိမိမောပြုတ်ကျသွားတော့တယ်။ကျောင်းသားကြီးကဘရိတ်ကိုအမြန်အုပ်လိုက်တယ်။မတိုက်မိပါဘူးတုပ်ပေါ်ရဲ့ကိုကြီးဇပီးကဘရိတ်မိပါတယ်။လူတိုက်မိတာကိစ္စမရှိဘူးဗျ။ခုတော့ကျွန်တော်မုတ်တယ်လွတ်ကြကုန်ပြီ။ကိုကြီးကဟိုဘက်ရွာပါသွေးသွားလူမလို့လीလိုက်ခဲ့မလား။ အမပေါမုံးနဲ့ကြက်ဦးရီစားရမှာအခုညီလေးပြောကြသွားတယ်မဟုတ်ရီစားအကိုကြီးပြန်ပြီးမှာပေါ့ပေါမုံးနဲ့ကြက်ဦးလားလိုက်တော့လိုက်ချင်နေပြကျောင်းချိန်မမီမှာစိုးတာကျောင်းကနေ့တိုင်းသွားနေရတာပဲဟိုရောက်ရင်ပေါမုံးဒီအားပြည့်အချိုးရီဒီကျက်ဦးပြုတ်ရီစားရမှာနော်ပြားတကယ်လားမဒါဆိုလိုက်ခဲ့မယ်ကိုကြီးကျောင်းကတရက်တလီပဲဟာပြက်လိုက်မယ်ဗျဟုတ်ပါပြီတက်တက်ဒါပြက်လဲသွားကြရအောင်ဒီလိုနဲ့တော့ဘောတရား ။ចောင်းသားကြီးရဲ့စပိတ်နောက်ကနေတက်လိုက်သွားတော့တယ်။တပတ်မှလည်းပို့သူလိုရចောင်းတက်တော့မှတော့သဘောပြင်ရမလာတာဆိုတော့စိတ်ကိုနေကြတယ်။အဲ့ဒီအချိန်မှာခုမှចောင်းကိုရောက်လာတဲ့လာပြီကိုတွေ့တော့ငပင်ကဟဲ့ဟုတ်သူလာပြီကိုမေးကြည့်ပါလား။အဲ့ဒီကောင်ကတော့ဘောကိုတွေ့ရင်တွေ့မှာအေးဟုတ်တယ်ဖို့သူနေမေးကြည့်လိုက်ဟမ်ခင်ဗျာပြီ မင်းကျောင်းသားရဲ့လမ်းမှာတူဖို့တွေ့မိသေးလားတူဖို့လားအေးတွေ့မိရလေသူခုထိကြောင်းမြောက်သေးဘူးလားဟုတ်တယ်မရောက်သေးလို့မင်းရသူ့ကိုဘာမှတွေ့ရလဲဟိုလမ်းမှာကကျောင်းသားကြီးတယောက်ရဲ့စပိန်နောက်ကတက်လိုက်သွားတာတွေ့လိုက်တာပဲဘယ်တော့အားလဲတော့မသိဘူးဟမ်ဘာတူလဲကိုကြီးမျိုးစိန်လားဟာမဟုတ်ပါဘူးငါလည်းမြင်သာမြင်မှုနေတာနမေတော့မသိဘူးမိဘရဲ့ဟုတ်ပြီပါအတင်းနေဒါဆိုရင်တော့တေးကြပြီဒီကောင်အကြီးတန်းနေနဲ့ပေါင်းပြီးကြောင်းလေတာနေမှာ အဲ့ဒီရဲ့ချင်းစင်းအောင်ရောက်နေတဲ့တုပ်ပေါ်ကကြောင်းသားကြီးကိုဒါနဲ့ကိုကြီးကဘယ်ချင်းတွေ့လို့ရမှာလဲဟာဆံဝမလာခေါ်တဲ့ချိန်မောဝက်ပုတ်ရဲ့ဟုတ်ကွီဒါနဲ့ကျွန်တော်ဝက်ပုတ်လို့မခေါ်ပါနဲ့အော်အေးပါကွာကိုကျဲဥပေါင်းမုံနဲ့အားပြေချွေကရောဘယ်တော့ရမှာလဲဗျဟာအဲ့ဒါ ကိုကြီးသွေးလိုပြီးမှရမှာပေါ့။အော်အဲ့လိုလား။သူတို့တလို့ပြောနေတော့နတ်စမတယောက်ရောက်လာတယ်။သွေးလိုလိုရပြီနော်။ကျမတို့ကလိုက်ခဲ့ပြီပါ။အော်ဟောဟောဆရာမ။ကျောင်းသားကြီးကသွေးလိုကိုထွက်သွားတယ်။ညနေပိုင်းကျောင်းစင်တော့တော်ပေါ်ရင်ကိုဖိုးထုတို့ဖွဲရောက်လာပြန်တယ်။ဖိုးထုဟာတော်ပေါ်တော်ပေါ် တော်ဘောကကျောက်ပြုတ်တလုံးကိုလက်ကကင်လို့ထွက်လာတယ်။အော်ဖိုးထုတော့ပါလားကွ။ဟာအေးမင်းနေနေကြောင်းမလားလို့ဘဲသွားနေရတယ်။ငါဟိုဘက်ရွာအကွေကြီးနဲ့သွေးလူရာလိုက်သွားတာဟာ။အော်အေးပါရဲ့ငါတို့ကနေကိုစိတ်ပူနေကြတာ။ဟုတ်လားငါလည်းသွေးလူရာဘလို့လဲဆိုတာသိကျင်တာနဲ့လိုက်သွားလိုက်တာ။ဟုတ်လို့လားကွ။မင်းကျောက်ပြုတ်တောင်းစားခြင်းလို့မဟုတ်ဘူးလား။ဟာမဟုတ်ပါဘူးကွ။သွေးလူတဲ့အကွေကြီးက ငါ့ကိုသွေးတကလုံးရင်လူအသက်တချောင်းကယ်လိုက်တာ ਨੇ တူတူပဲတဲ့အဲ့လိုနဲ့တုပ်ပေါ်ကသွေးလူရတဲ့ကောင်းကျိုးတွေနဲ့သူ့ဆေးအောင်မှာကြုံနေကြရတဲ့ဖြစ်ပျက်တွေကိုဖိုးထုတို့ကိုရှင်းပြလီတော်တယ်တရမှာတော့ပိုထူတို့တွေမိဝိုင်းမှာမောစာရင်နဲ့ရွာလေးကကိုကြားရတဲ့သတင်းတွေအကြောင်းပြောနေကြတယ်။အဲ့ဒါကနထောင်း မင်းတို့လေဟိုကောင်ဘိုးကြီးတနေ့ရောကြားပြီလားဘိုးကြီးလားဘာတနေ့လဲမကြားမိပါဘူးဟာဘာဖြစ်လို့လဲဟာနင်ကလေဟိုတလုံးကအဲ့ဒီကောင်နေမကောင်းတာနဲ့ဟိုမက်ကလောင်ဖောက်လိုက်ရတဲ့တဲ့င်းလေဟုတ်လားဟိုဒါဆိုဆက်ပြောပါအောင်ဟာတရက်ကကွာဘိုးကြီးနေမကောင်းလို့ဆိုပြီးသူ့မိကဟိုရွာတောင်ဘက်ကမက်ကလောင်ဖောက်ပြီးတဲ့မိမကြီးကိုအိမ်ခေါ်လာရတဲ့ကွာဘိုးကြီးခင်ဗျာကြောက်လို့လေအိမ်တစ်ပတ်တောင်ပတ်ပြေးရတယ်တဲ့ဒီလိုနဲ့ဖိုးထူးတို့အဖွဲ့ မကလောင်ဖောက်တဲ့အကြောင်းကိုတယောက်တည်းမျိုးပြောကြတော့တယ်။အိမ်နောက်ဖိုးသူတို့မိဝိုင်းအိမ်ကနေပြန်လာကြတယ်။လမ်းမှာတုပ်ပေါ်ဟာငါငါဘာစားရင်ကောင်းမလဲတွေးနေတာကွ။ဟမ်အမေမိဝိုင်းအိမ်မှာလဲမိုးပြတဲ့လက်တွေစားလာတယ်ဟောင်။ဘိုက်စားသေးရဲ့ပေါ့။အေးဟုတ်တယ်။ဟိုနင်းနေစားလာသလားလို့ငါတို့ဟိုမုံဟင်းကားလေးဝင်တော့ကြမလား။ဟာ ငါတို့တော့မစားတော့ပါဘူး။ဟိုဒါမှမဟုတ်လေလိုက်ကူမယ်လေ။အေးဟိုမင်းတို့မစားရင်ငါးနှစ်ပွဲမင်းတို့ဟာနှစ်ယောက်တစ်ပွဲတောက်ကြမို့လာသွားကြမယ်။ဒီလိုနဲ့မုံငါဆိုင်မှာမုံရင်းငါထိုင်တောင်းနေကြတယ်။အဲ့ဒီအချိန်မှာဘေးကနေမကြီးဖြော်ရီရောက်နေဈေးတရာရောက်လာတယ်။မကြီးဖြော်ရီရမယ်နော်။ပူပူလေးအေးဟုတ်ပါဘူး။အေးလေးနဲ့မှုံမွေးလေးနော်။ တောင်းလိုက်ရင်ဒီကုလုံးလန်းဆန်းသွားမယ်မကြီးဖြော်ရင်နော်မကြီးဖြော်ရင်မကြီးဖြော်ရင်တဲ့ဒေါ်လေးတက်ခွက်လာဟာတော့ပေါ့မင်းဝမ်းနေရှော့နေမယ်နော်အစားအလည်းစုံနေပြီမင်းကလေကွာဟိုဒါလေးတောက်တာဘာမှဖြစ်ပါဘူးကွာဒီလိုနဲ့ညာဘက်ရောက်လာချိန်မှာတုတ်ဘောတယောက်ဝမ်းရှော့လီရောနေအိမ်တော်သွားရင်လည်းအလိုအာငါးပိုက်တွေနာနေပါလား ဟိုဒီနေ့အစားရလဲဟိုတိတ်လဲမစားလိုက်ရပါဘူးအဲ့လိုပြောနေတော့အိမ်သားမရောက်ခင်လမ်းမှာဝမ်းရှောင်းနေတယ်ဟာတော်ပြီတော်ပြီငါဝမ်းရှောင်းပြီအဲ့ဒီအချိန်မှာတုပ်ပေါ်နောက်ကနေတရေတကောင်ကရောက်လာတယ်ဟာဒီကလေးဒီအချိန်ဒီနေရာမှာဘာလုပ်နေရလဲဒါငါတရေချောက်ဖို့အခွင့်ရပဲဟိတရေလေတရေချောက်မယ်လို့တုပ်ပေါ်စီကနေအင်းနဲ့နေရလာတော့ အင်းနဲ့နေပါလားအထွီဒီကလေးတော့ညစ်ပတ်တာပဲတော်ပြီတော်ပြီဒီကလေးကိုမချောက်တော့ဘူးမဟုတ်ရင်လေငါအိမ်မှာရေပြန်ချိုးနေအောင်ပါအဲ့လိုနဲ့တည်းရဲ့လေအင်းနဲ့ထွက်နေတဲ့တုပ်ဘောကိုတည်းရဲ့မချောက်တော့ပြီပြန်သွားတယ်အဲ့ဒီညမှာတော့တုပ်ဘောတယောက်အိမ်သားကိုခောက်တုံးခောက်ပြန်နေဒုက္ခရောက်နေရောတာပါနောက်ရက်မနက်မိုးလင်းတော့တုံပေါ်တယောက် အားပြက်ပြီးနေမကောင်းဖြစ်တော်တယ်။ဟဲ့တာမထသေးဘူးလား။နေပြင်ထိုးနေပြီနော်။တာတာနေမကောင်းမမေ။ဟင်ဘလို့ဖြစ်ရတာလဲ။တော်ပေါ်မီကအခန်းထဲဝင်လာပြီးတော်ပေါ်ကိုကြည့်လိုက်တော့ဟုတ်တော့တားရင်မြက်ကွင်းနေလဲညိုလို့ပါလားတားမနေ့ကဝမ်းလျှော့တာအမီရဲ့တညလုံးပဲအိုကွင်းဒါဆိုရင်တော့မဖြစ်တော့ဘူးဆံဝင်သွားခေါ်ရမှာပေါ့ အဲ့လိုနဲ့တုပ်ပေါ်မီကဆရာဝန်သွားခေါ်တယ်ခဏအကြာဟိုကျမကလေးကိုတေချာလေးကြည့်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျဆရာဝန်ကတုပ်ပေါ်ကိုစစ်ဆေးပြီးနောက်စီထိုးကိုပြင်ဆင်နေစီထိုးကဘာဘာလို့မလို့လဲဗျစီထိုးရမှာပေါ့ကွတာတာစီမထိုးဘူးနော်ဟေးတာရင်စီထိုးမှာတက်တာမှာပေါ့ကွဟာမထိုးမထိုး ။ဒါဆင်မထိုးခြင်းဟူကြောက်တယ်။ကဲဆရာကြီးကျမသားတော့တွေ့တဲ့အတိုင်းပဲဆင်မထိုးခြင်းမူတဲ့။ဒါဆိုလဲဟိုကျုပ်တောင်းဆေးပဲပေးထားခဲ့မယ်ဗျာ။မတက်တာမှပဲဆရာကိုပြန်ဆက်သွဲပေါ့။ဟုတ်ကဲ့ဆရာ။ဒီလိုနဲ့ဆရာဝန်ကတောင်းဆေးကိုပေးပြီးတော့ရှင်းပြလို့ထွက်သွားတယ်။ကဲတာအမေစံပြုတ်လေးတွားပြုတ်ပေးမယ်။ပြီးရင်ဆေးတောက်ရမယ်နော်။ဟုတ်ကဲ့မီး။ ဒါပေမဲ့ညရောက်တော့အပြားတက်လေရောဒီမမေကဲပါအောင်တတားနေရခတ်တယ်ဟမ်တုံမောမီကချက်ချင်းအခန်းထဲကိုရောက်လာတယ်ဒါမတက်တော့ဘူးလားမပြစ်တော့ပါဘူးအမေဆံဝန်တွားခေါ်ရမယ်အဲ့ဒီရဲ့ချင်းတုံမောမီကရောက်လာတယ်တားလေးကမတက်တော့ဘူးလားမတက်တော့ဘူးတော့ရဲ့ဟိုတော့ဆံဝန်မြန်တွားခေါ်ပါလားအေးအေးဟုတ်ပြီဟုတ်ပြီ ဒလုံနဲ့ဥတုတ်ကြီးလည်းဆောင်းအောင်မြန်သွားခေါ်တော်တယ်။အမေတတားနေရခက်တယ်။အိမ်ပါသားရဲ့ဆောင်းဝင်သွားခေါ်နေပြီနော်။ခဏကြာတော့ဥတုတ်ကြီးကဆောင်းဝင်ကိုခေါ်လို့ရောက်လာတယ်။ဆောင်းဝင်ကစမ်းသက်ပြီးတော့ဒီကလေးကအပြားတော်တော်တက်နေရပဲ။ဆောင်းဝင်ကတုပ်ဘောကိုစီထိုးမယ်လို့တော့တတားကိုစီထိုးမလို့လားမထိုးနဲ့နော်။သားသားကြောက်တယ် ။အော်ဒါရဲ့စီတို့မှာအပြားပြောင်းမှာပေါ့။အပြားပြောင်းမှတားစားချင်တာစားလို့ရမှာပေါ့ကွ။ဟုတ်တယ်ကွ။စီတို့တယ်ဆိုတာခါချင်းကြိုက်တာတတ်တာမနာဘူးရဲ့။ဒုဘောတရားအဲ့ဒီညမှာတော့စီတို့ခံနိုင်ရတော့ဒီ။မနေ့ရောက်တော့ ပိုးတူတို့ဖေကတူဘောင်းကိုရောက်လာတယ်။တူဘောင်းတူဘောင်း ဒေါ်တင်တွေကထွက်လာပြီးတော့အော်ဖိုးထုတော့ပါလားတို့ဘုံကဖျားနေရလေကွေဗျာဟုတ်လားဗျမနေ့ကကြောင်းမလာလို့ထင်းတော့ထင်းတာဟုတ်တယ်ဒီနေ့တော့တက်တာနေပါပြီဟိုတို့ဘုံခန်းထဲမှာလဲနေရလာလေအထက်ဝင်ကြဟုတ်အန်ဒီတို့ဘုံကအကန်ထဲမှာဆံမြုပ်တော့တော့ဖိုးထုတော့ဝင်လာတယ်ဟဲ့တို့ဘုံနေ့တွေ့လာရင်လေစားနေတာကြည်ပဲ ငါဆေးတော့ရမှာမို့ဆဲမြုပ်တော့နေရပါဟမိဝိုင်းမှာလေအေးပါအေးပါတောက်တောက်ဘလို့ပြရလဲတို့ဘွဲ့ဟိုတနေ့ကငါတို့မုံစားတဲ့ကအကောင်းကြီးပါအဲ့ဒီနေ့ပဲပေါ့ငါအစားဆောင်သွားပြီးတော့မကြီးပြော်ကြီးတောက်လိုက်တာလေညရောက်တော့ဝမ်းလျှော်ရောမနေ့ရောက်တော့ဖျားတော်တာပဲအေးမင်းကလေအစားအောင်မစင်မကြီးစားတာကိုဖြစ်မှာပေါ့အေးပါငါလဲနောက်တစ်ခါအစားအောင်မစင်မကြီးမစားတော့ပါဘူး မလီဒီတော့ပေါ့လေနေမကောင်းဖြစ်မှာအတိတရားလာဝင်နေရစောင့်ကြည့်အောင်မေစောင့်ကြည့်အောင်မစောင့်ကြည့်လိုက်လေတကယ်ငါအစားကိုလေမစင်မခြင်းမစားတော့တော့ပေါ့ကြီးမင်းအဖျားပြောက်လို့ရှိရင်လေငါတို့ဘိုးရှာခင်းနေရဖျက်သည့်သွားစားကြမလားအေးကောင်းတာဘောကွာပြီးရင်ငါတို့တည်သည့်တော့လေစားကြမလားဟာဟိုဒါလည်းကောင်းတာပဲကွာစားမယ်လေပြီးရင်ငါတို့မကြီးပြော်ရီလေတောက်ကြတာပေါ့ အေးအေးတောက်တာပေါ့ကအဲငါကနှစ်ခွက်တောက်မှာဟဲ့တုတ်ပေါ့နင်ရလေအခုထိအဖျားတောင်မပြောင်းသေးဘူးစားမွာအသိမ့်မယ်နော်ပြောတော့မစိမချင်မစားဘူးဆိုအေးလေမစားပါဘူးဟာဟာတုတ်ပေါ့ဟာငါတော့မင်းကိုစနေတာမင်းခုလိုစားလို့ခုလိုဖြစ်တာမမှတ်သေးဘူးလားအေးနော်ဟုတ်သားပဲဟုတ်သားပဲလုံမနေနဲ့နော်မင်းအစားကိုစင်ကျင်အောင်အစားမတော်စလို့အေးဟုတ်ပါဘူးတလုံးနော်အသွားမတော်တလန်းနဲ့ အေးပါကွာဝမင်းတို့ပြောသလိုပဲငါအခုပါစပြီးတော့အစားကိုတင်းတင်းလျှောက်ပတ်အောင်စားပြီးတော့စင်ကြယ်မမယ်ကွာ